မင်္ဂလာပါရှင်ဒီအခါအတွေ့အကြုံအတိအကျလေ့လာဆွေးနွေးဖို့ကြိုဆိုပါတယ်ဒီနေ့ကျမ်းစာတွေက Hebrew ဩဝါဒစာအခန်းကြီးစနစ်ကိုဆွေးနွေးကြပါမယ်ဟုတ်ကဲ့ပါခင်ဗျာဒီအကြောင်းအရအတွက်အခြေခံအချက်လက်တွေကိုတော့ The Wise Believers အဖွဲ့ကပြင်ဆင်စူးစီးထားတာပါရှင်ဒီအခန်းကလေခရစ်ယာန်အတ္တတာကိုပြီးပွဲတစ်ခုနဲ့ခိုင်းတိုင်းထားတယ် 음ပြီးတော့ဖျားသခင်ရဲ့တုံတင်ဆုံးမမှုပြိညာတဲ့ရဲ့ထူးခြားမှုတွေအကြောင်းပြောထားတာပေါ့ဟုတ်ပါတယ်ဒီနေ့အဓိကကတော့ဒီအချက်တွေရဲ့အနှစ်သာရကိုနားလည်ဖို့ကြိုးစားကြတာပေါ့နော်ကဲအတ္တတကိုပြေဝဲတစ်ခုနဲ့အစတင်ခိုင်းနှိုင်းထားတာကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ရှင်ဟုတ်ကဲ့စိတ်ဝင်စားစရာအလွန်ကောင်းပါတယ်ဟုတ်ပါတယ်အခိုင်မြေချုံကငါတို့နိုင်အီးမေးလ်လောက်များစွာတော့တက်တဲ့အပေါင်းတို့ဒီဝင်ရန်လက်ချိကြသည်ဖြစ်၍ဆိုပြီးစထားတယ်လေ ီးတော့အပြေးသမားတယောက်လိုပဲအလေးခိုင်ဖြစ်စေတဲ့အရာတွေလွယ်လွယ်နဲ့ရင်းနှောင်တတ်တဲ့အပြစ်တွေကိုဖယ်ရှားပြီးအဲရှေ့မှာရှိတဲ့ပြေးလန်းကိုစိတ်ရှည်စွာတီးခန့်ခြင်းနဲ့ပြေးကြစို့လို့တိုက်တွန်းထားတယ်။ဒီတက်တဲ့အပေါင်းဆိုတာအခန်းကြီးဆက်တစ်ကယုံကြည်ခြင်းသူရဲကောင်းတွေကိုဆိုလိုတာထင်တယ်နော်။သူတို့ရဲ့ပုံရိပ်ကတော့အားရှိစရာပဲ။အဲ့ဒီတက်တဲ့အပေါင်းဆိုလာကဟုတ်ပါတယ်။အာကစားကွင်းထက်ကပွဲကြည့်စင်ပေါ်ကပရိသတ်တွေလိုမျိုးပေါ့။သူတို့ကိုယ်တိုင်အရင်ကဒီပြေးပွဲကိုပြေးခဲ့ပြီးပြီလေ။သူတို့ရဲ့ဇွဲလုံလ တို့ရဲ့ယုံကြည်ခြင်းတွေကကျွန်တို့တို့အတွက်မင်းတို့လည်းလုံနိုင်တယ်ဆိုတဲ့အားပေးမှုဟုတ်တယ်စံနမူနာတွေဖြစ်နေတာပေါ့ဒါမဲ့ဟိုလေသူတို့ကအားပြုံပဲရှိသေးတယ်တကယ်အပြေးပြိုင်ပွဲဝင်ကကျွန်တို့တို့ကိုယ်တိုင်ပဲอืมဟုတ်ကဲ့ရှုံးမပြေပြဲကြမ်းကြမ်းခံနိုင်ပဲဇွဲလုံးလာကိုဆိုလိုတာပါ ဒါဆိုရင်အတူယူစရာတတ်သေးတွေအများကြီးရှိပေမဲ့ကျန်းစာကအတီးကအာယုံဆက်ရမယ်တဦးတည်းသောပုဂ္ဂိုလ်ကိုညှုံပြထားတယ်နော် အခန်းငယ်နှစ်နဲ့သုံးပါလေယေရှုခရစ်တို့အကြောင်းပြောထားတယ်ဟုတ်ကဲ့ယုံကြည်ခြင်းကိုအစဖြူ၍စုံလင်စေတော်မူသောသခင်ယေရှုကိုစိတ်စိတ်ထောက်ရှုကြကုန်အံ့တဲ့ကိုရောကရှေ့တော်မှာရှိတဲ့ဝါမြောက်ခြင်းအတွက်လောဝါကတိုင်မှာအသေးခံခြင်းအရှက်ကွဲခြင်းကိုတောင်းကရုမစိုက်ပဲခံရက်ထဲတယ်လို့ဆိုတယ်မှန်ပါတယ် ဒီလောက်ကြီးမားတဲ့စာနမူနာကိုဘာကြောင့်ဒီလောက်အလီးပေးရတာပါလဲတခြားယုံကြည်ခြင်းသူရဲကောင်းတွေနဲ့ဘာများကွာခြားလို့ပါလဲကောင်းတဲ့မိကုံးပါပဲတမဟောင်းကသူရဲကောင်းတွေဟာယုံကြည်ခြင်းရဲ့အကောင်းဆုံးဥပမာတွေဖြစ်ခဲ့ပေမဲ့ဟုတ်တယ်သူတို့မှလည်းအာနေချက်တွေပြည့်စုံမှုမရှိတာတွေရှိခဲ့တယ်လေယေရှုကတော့ကွာခြားတယ်ကိုတော်ကယုံကြည်ခြင်းကိုအဆက်ပြုပေးသူဖြစ်တယ်လို့အဲ့ဒီယုံကြည်ခြင်းကို စုံလင်မှုရှိပို့ဆောင်ပေးသူလည်းဖြစ်တယ်အစဖြူပြီးစုံလင်စေသူဟုတ်တယ်ဆိုလိုတာကကိုရောဟာအစနဲ့အဆုံးထိပြည့်စုံတဲ့ဆန္ဒမှုနာပဲလောကကတိုင်ပေါ်ကကိုရောရဲ့ခံရမှုဟာအမြင့်ဆုံးသောတိခန့်ခြင်းနာခံခြင်းရဲ့ပြယုတ်ပဲလေဒါပြင်ကိုရောဟာအပြစ်သားတွေရဲ့ပြင်းထန်တဲ့ဆန့်ကျင်ခဲ့တဲ့မှုတွေကိုလည်းကြံ့ကြံ့ခံခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ပြင်းနေတဲ့ဒီအသက်တာပြေးပွဲမှာစိတ်တကြဖို့အားလျော့ဖို့အရန်လိုတဲ့ခါမျိုးမှာလေကိုရောဘလို့ခံရခဲ့တယ် ဘာတွက်ခံရခဲ့ရဆိုတာကိုမြန်မ်းပြန်ဆင်ခြင်းနေမှာခွန်အားရှိမှာမှန်ပါတယ်ပြေးပွဲကပိုင်းခလန်းမဟုတ်ဘူးဆိုတာကိုအခန်းငယ်လေးကချက်ချင်းတတိပေးလိုက်တယ်လို့မယ်နော်တင်းကိုဒီအပြစ်ကိုဆိုင်ပလိုင်တိုက်ဟန်ရနိုင်အသွေးထွက်တည်တိုင်းအောင် မခူခံသေးတဲ့ယေရှုလအပြစ်ကိုမဆန့်ကျင်ရသေးဘူးလို့ပြောရင်းနဲ့အထူးကအကြောင်းအရာတစ်ခုဖြစ်တဲ့ဖီးယားသခင်ဆုံးမချင်းကို ရောက်လာပြီဒီဆုံးမချင်းဆိုတဲ့စကလုံးကနည်းနည်းတော့အနှုတ်လက္ခဏာစောင်းတယ်လို့ထင်ရတယ်နော် ဟုတ်တယ်လူလောကမှာတော့ဆုံးမချင်းဆိုရင် အပြစ်ပေးတာတန်ခတ်တာကိုပြင်းပြင်းတကြတယ်လေဒါပေမဲ့ဒီနေရာမှာသုံးထားတဲ့ Greek စကားလုံး Paideia ကပိုကျပြန့်တဲ့အပြစ်ပေးတာတတ်တယ်မဟုတ်ဘဲကလေးတယောက်ကိုချစ်လို့လက်မှန်ရောက်အောင်တွန်တန်ဆုံးမာတာမျိုးလက်ကျင်ပြုတ်ထောင်ပေးတာအင်းစာလီတကောင်းမွန်အောင် ပြုစုပြုပြင်ပေးတာမျိုးကိုဆိုလိုတာအဲ့လိုကိုဒါကြောင့်အခန်းငယ်9နဲ့6မှာငါသာထာဝရဖျားဆုံးမာတော်မူခြင်းကို မထီးမဲ့မြင်မပြုနဲ့တင်ဒီအပြစ်တင်တော်မူခြင်းကိုခံရသောအခါစိတ်မပြတ်နဲ့သာဝရဖျားသည်ချစ်တော်မူသောသူကိုစုံမ၍လက်ခံတော်မူသည်မသော သားကိုတန်ခတ်တော်မူတတ်သည်လို့ဆိုထားတာလေဒီနေရာမှာအဓိကတော့ချက်ကချစ်လို့စုံမတာသားသမီးအဖြစ်လက်ခံလို့တန်ခတ်လေ့ကျင့်တာဖြစ်တယ်ဒါဟာမေတ္တာရဲ့အမတ္တသားတကူပဲဒါဆိုစုံမခြင်းကိုဘုရားသခင်ရဲ့မေတ္တာလက္ခဏာ ားသမီးအဖြစ်အတိအမှတ်ပြုခြင်းလက္ခဏာအဖြစ်ရှုမြင်ရမယ်ပို့ဟုတ်ကဲ့အရင်အမြင်မှာဒီအချက်ကိုပိုရှင်းအောင် အချက်ထုံးချက်နဲ့ထပ်ရှင်းပြထားလေပထမအချက်ကအခန်းငယ်ခွန်ရှစ်မှာပြောထားတယ်လို့ပဲစုံမခြင်းကိုခံနိုင်ရရှိရှိလက်ခံရင်ဖျားသခင်ကတားသမီးတွေလိုဆက်ဆက်နေတယ်ဆိုတာပြတယ်မှန်ပါတယ်စုံမခြင်းမခံရရင်တရားမဝင်တဲ့တာတာအရင်မဟုတ်သူနဲ့တူတယ်လို့ဆိုထားတယ်ဒါကတို့ပြင်းထန်တဲ့စကားပဲနော်ဟုတ်ပါတယ်ပြင်းထန်ပါတယ် ဒုတိယချက်ကတော့ငယ်90မှာလူပခင်ရဲ့ဆုံးမခြင်းနဲ့ဖျားတခင်ရဲ့ဆုံးမခြင်းကိုနိုင်ရှင်ထားတာလူပခင်တွေကသူတို့ရဲ့ကန့်တထားတဲ့အတ္တိပညာနဲ့အထင်တော်အတွက်သူတို့မြင်မှာကောင်းမဲ့ထင်လို့ဆုံးမကြတယ်လေတခါတလေမားနိုင်တယ်စိတ်လိုက်မှာမှပါနိုင်တယ်ဖျားတခင်ကတော့ကျွန်တို့ရဲ့အကောင်းဆုံးအကျိုးအတွက်ကိုတို့ရဲ့တန့်ရှင်ခြင်းမှာပါဝင်စေဖို့ဟွန်းသာရအတွက်ရည်ရွယ်ပြီးဆုံးမတာခဲ့တယ်ဖျားတခင်ရဲ့ရည်ရွယ်ချက်က အများကြီးပုံမြင့်မြတ်တဲ့ပုံနဲ့နေတယ်။တတိယအချက်ကတော့ငယ်စစ်တပ်မှာစုံမချင်းရဲ့အကျိုးရလည်းအကြောင်းပြောထားတာပေါ့။လက်ရှိမှာတော့ပဲစုံမချင်းမှာပြောစရာမကောင်းဘူး။나ချေဝိုင်းနေစေတယ်။ဒါရင်မဲ့အဲ့ဒီစုံမချင်းအားဖြင့်လက်ကျင်ခံရပြီးတဲ့သူတွေအထက်ကတော့နောက်ပိုင်းမှာဖြောင်းမှတ်ချင်းညင်သက်ပေါ်အတီးကိုတီးဆဲတယ်လို့ကတိပေးထားတယ်။ဟုတ်ကဲ့။ဒါကလက်ရှိ အခက်ခဲတွေဆင်းရဲဒုက္ခတွေကြုံနေရတူတွေအတွက်တော်တော်အားရှိစရာရှုထောင့်မယ်ဒါပေမဲ့လေလက်တွဲမှာဒီလိုနာကျင်မှုတွေကြုံနေချိန်မှာဒါကို လေ့ကျင့်ပေးမှုလို့ရှုမြင်ဖို့ကတော်တော်ခက်ခဲနိုင်မယ်ထင်တယ်ဘယ်လိုလက်တွဲကျင့်သုံးနိုင်မလဲရှင်ဒါကတကယ်လက်တွဲချတဲ့မိခွန်မဒီချပိုက်ကပေးတဲ့အဖြေကတော့လေရှုမြင်ပုံကို ပြောင်းလဲဖို့ပဲကြုံတွေ့နေရတဲ့အခက်ခဲကိုဒုက္ခတတ်တတ်လို့မြင်မဲ့အစား ဖခင်သခင်ရဲ့လက်ထဲကလေးချင်ရဲ့ကေရီယာလိုယုံကြည်ခြင်းနဲ့လက်ခံဖို့စ조사ကြည့်ရမှာဒါဖခင်သခင်ကျွန်တော်တို့ကိုစွန့်ပစ်လိုက်တာမဟုတ်ဘူးပိုပြီးတန့်ရှင်းလောင်းပိုပြီးယေရှုနဲ့တူလောင်းပိုပြီးညီသက်ခြင်းနဲ့ပြည့်ဝလောင်းပုံတွင်းနေတာဖြစ်နိုင်တယ်ဆိုတဲ့ယုံကြည်ချမ်းတဲ့ရင်ဆိုင်ဖို့ပါဒီလိုရှုမြင်လိုက်တဲ့အခါအခက်ခဲရဲ့အတေပဲကလုံးဝပြောင်းသွားနိုင်တယ်။ချက်ချင်းလွယ်သွားမှာမဟုတ်ပေမဲ့ရည်ရွယ်ချက်ရှိတယ်ဆိုတာတိချင်းကခန်းနိုင်ရရှိစေပါတယ်။ဒီလိုကိုယ်တိုင်ကြမ်းကြမ်းခံဖို့ပြင် အတိုင်းဝိုင်းရဲ့ရေးပါပုံကိုလည်းဆက်ပြောဟားရဲ့နော်အခန်းငယ်၁၂၃မှာထိုးကြောင့်အားလျောသောလက်တို့ကို၎င်းအားနေသောဒူးတို့ကို၎င်းခိုင်ခတ်စေကြလော့တင်းတို့သွားရလန်းတို့ကိုလည်းဖြန့်စေကြလော့တို့ပြုလျင်ခြေစွန်းတော်သူသည်လမ်းမလွဲကျဲမာခြင်းသို့ရောက်လိမ့်မယ်တဲ့ဒါကတရုတ်တဲ့တရောင်အားပိဖို့၊ကူညီဖို့အားနေနေသူတွေကိုပြန့်ထူမှုတိုက်တွန်းတာပဲဒီပြေးပွဲကတကူတော့ပြေးပွဲမဟုတ်ဘူးပေါ့နော်အတိကျပါပဲ ဝဉ္ကြီးရခီးမှာအတိုင်းဝိုင်းရဲ့အမြန်လန်အားပေးမှု ထောက်ပံ့မှုက မရှိမဖြစ်လိုအပ်တယ်လေဒီဆုံးမချင်းလေးချင်းချင်းအကြောင်းကိုပြောပြရတော့မှာတော့တတိပေးချက်တွေဆက်တိုက်လာပါတယ်အခိုင်းငယ်၁၄မှာလူအပေါင်းတို့ညင့်တင်းတင်းစွာနီ၍တန်ရှင်းချင်းပါရမီကိုလည်းမီအောင်လိုက်ကြလော့ တန်ရှင်ရဲ့ပါရမီမရှိရင်အဘယ်သူများထာဝရဖျောက်ကိုမဖူးမမီရတော့ဆိုထားတဲ့ညင်သက်ချင်းနဲ့တန်ရှင်ချင်းကိုစူးစမ်းလိုက်လျှောက်ဖို့တိုက်တွန်းထားလာတန်ရှင်ချင်းမရှိရင်ဘုရားသခင်ကိုမမြင်နိုင်ဘူးဆိုတာတော်တော်လေနဲ့တစ်စကားပဲပြီးတော့ နောက်ထပ်သတိပေးချက်တွေကအခန်းငယ်19ကနေ19မှာလာတယ်။ဖယားသခင်ကြီးဂျေဇုတော်ကိုမယားပေးနေသောသူတင်တော်ကိုနောက်ဆက်၍လူများလို့ကိုညဉ်းညူးစေတတ်သောခါသောအမစ်ပေါက်သောသူမိမိတောက်ဖြစ်သောအရာကိုတနဆာနှင့်ယောင်းသောဤဆောကဲ့သို့မတရားသောသူလောကီလောလဲလောသူမိသူများမရှိစေခြင်းကသတိပြုကြလော့။ဤဆော၏ဥပမာကဘာကိုအဓိကသင်ခန်းစာပေးချင်တာပါလဲ။ဤဆော၏ဥပမာကအရင်ရေးကြည့်ပါလေ။သူကခဏတာယာယီလိုအပ်ချက် ပိုက်စာရာအတွက်ထာဝရတန်ဖိုးရှိတဲ့အရာတာဝီယာနဲ့ဆိုင်တဲ့ကောင်းကြီးကိုပေါ့ပေါ့ဆဆယုံစားခဲ့တယ်လေ။နောက်မှနောင်တရပါပဲပြန်မရတော့ဘူး။ဒါကကျွန်တော်တို့ကိုတင်ပေးနေတာက လောကရဲ့ယာယီတွေးဆောင်မှုတွေအပျော်ပါတဲ့အစဉ်ပြေမှုတွေအတွက်ဖျားသခင်ပေးထားတဲ့ထာဝရဝိညာဉ်ကြီးရာကောင်းကြီးတွေအမွေအနှစ်တွေကိုတန်ဖိုးမထားဘဲလက်လက်လိုက်မိခြင်းရဲ့အန္တရာယ်ကိုသတိပေးနေတာပါ။အင်းမှန်ပါတယ်။ခါတော်မြတ်ဆိုတာကလည်းအတိုင်းဝိုင်းမြမမကျေနပ်မှု နာကျေမှု မှားယွင်းတဲ့တွင်တင်မှုတွေပေါက်ဖွားလာပြီးကြားသူတွေကိုပါကူးဆက်ထိခိုက်စေနိုင်တာကိုဆိုလို့လေဒါကြောင့်ငိမ့်သက်ခြင်းတန်ရှင်ခြင်းဝิญဉေရေးရတန်ဖိုးထားခြင်းတွေကအရန်အရေးကြီးတယ်ဆိုတာပေါ့ဒီလိုတတိပိချစ်တွေပေးပြီးတဲ့နောက်မှာတော့ကျန်းရည်သူကအခန်းငယ်ဆက်ရှိကနေအဆုံးထိမှာအလွန်ထင်ရှားတဲ့မိုင်းရှင်မှုကြီးတစ်ခုကိုလုပ်ပြထားတယ်နော်ပတိညာဟောင်းနဲ့အသိရဲ့အတွေ့အကြုံဘလောက်ကွာခြားတယ်လဲဆိုတော့ကိုပုံဖော်ပြတယ် ဟုတ်ကဲ့အလွန်အားကောင်းတဲ့နိုင်ရှင်မူပါအရင်ဆုံးတိနာတော့အတွေ့အကြုံကိုပြန်ပြောပြတယ်တကက်ကိုကြောက်စရာမင်းကွင်းမယ်ထီတွေ့လို့ရတဲ့တောင်မီးတောက်လောင်ချင်းမီးသောမိုးတိမ်မောင်မိုင်းမိုးတက်မုန်တိုင်းတမိုးခရာတန်စကားပြောတဲ့အတန်အဲ့ဒီအတန်ကိုကြားရတဲ့အခါလူတွေကဆက်မပြောပါနဲ့တော့လို့တောင်းပန်ရတယ် မောရှိကိုတိုင်တောင်ငါအလွန်ကြောက်ရွံ့တုန်လှုပ်တယ်လို့ဝန်ခံရတဲ့အချိန်နီးဒါကတကယ်ပဲဖရာသခင်ရဲ့တန်ခိုးတန်ရှင်ခြင်းနဲ့အပြစ်ကြာကအကွာဝေးကိုမိမောင်းထိုးပြနေတယ်လို့ပဲနော်ဟုတ်ပါတင်းနာတော်တွေ့ဂျုံကပညတ်တရားရဲ့တင်းချက်မှုအပြစ်ကြောင့်တန်ရှင်တဲ့ဖရာသခင်ထံမချင်ကန်နိုင်ခြင်းကြောက်ရွံ့ခြင်းအဝေးကရမ်းကြီးုံသာတတ်နိုင်ခြင်းစတဲ့ပိဋိယံအဟောင်းရဲ့သဘောတဘာဝကိုကိုးစားပြုတယ်လीအ အပြစ်ရှိတဲ့လူသားဟာတန်ရှင်းလို့နဲ့ဘုရားသခင်ရှိကိုတိုက်ရိုက်ချင်းကပ်ဖို့မဖြစ်နိုင်ခဲ့ဘူး။ဒါပေမဲ့အခုယုံကြည်သူတွေရဲ့အချင်းတွေကအဲ့ဒီလိုလုံးဝမဟုတ်တော့ဘူးလို့ဆိုရဲအခန်းငယ်22ကနေ24မှာတင်တို့ချင်းကပ်ရောက်ရှိကြသည်ကစီးအောင်တောင်အသက်ရှင်တော်မူသောဘုရားသခင်ကြီးမျိုးတော်တည်ဟုသော ကောင်းကင်ယေရုရှလင်မြို့ဟုတ်ကဲ့အတိုင်းမသိများစွာသောကောင်းကင်တမန်လူဤစီဝေချင်းဆိုပြီးလုံးဝကွဲပြားဆားနာတဲ့ပုံရိပ်ကိုဆွဲပြတယ်။ဒီနေရာမှာဘာလို့ရှိသေးလဲဆိုတော့အဲကောင်းကင်မှာစာရင်းဝင်ထားတဲ့တောက်ဦးတဲ့ရဲ့အသင်းတော်လူအလုံးရဲ့ကြားသူကြီးဖျားသခင်စုံလင်ချင်းရောက်ပြီးတဲ့ဖြောင့်မတ်သူတွေရဲ့ဝိညာဉ်တွေပဋိညင်သရဲ့ကြားလူယေရှုယေရှုပြီးတော့ အဘယ်ရဲ့အသွေးထက်ပိုကောင်းတဲ့စကားကိုပြောတဲ့ဖြန့်ပတ်ထားတဲ့အသွေးတော်။အိုးဒါကတကစ်ကိုအန်တော့ဆီယာကောင်းလောက်အောင်ကွဲပြားတဲ့အတွေ့အကြုံပဲ။ကြောက်ရင်ချင်းညောင်မှာပွဲလန်းတဲ့ပင်ချင်းကတ်ခွင့်မေတ္တာဟာရ။အမှန်ပဲ။ဒီ nation ချက်ရဲ့အဓိကရည်ရွယ်ချက်ကပရိညင်တဲ့ရဲ့အဆုံးစုံသားလုံးမှုကိုမိမုံထိုးပြကိုပဲ။တီနာတောင်ကမချင်းကတ်နဲ့လို့ပြောချင်းမှာဇီယုံတောင်ကကျိုးစိုးပါတယ်လို့ဖိတ်ခေါ်နေတယ်။ဒါရီအားလုံးဖြစ်နေတာကယေရှုခရစ်တော်ရဲ့အမှုတော်ကြောင့်ပဲကိုတော်အပရိညင်တဲ့ရဲ့ကြားကန့်ဖြစ်တယ် ကိုတော်ရဲ့ဖြန့်ပစ်ထားတော့အသွေးတော်ကအ धिक တော့ချက်ပဲအဘယ်လေးရဲ့အသွေးကသူ့ကိုတတ်တဲ့သူကိုတရားဆွဲဖို့တရားမေတ္တာမှုကို တောင်းဆိုဖို့မြေကြီးကနေအော်ဟစ်ခဲ့တယ်လေဟုတ်ကဲ့ဒါပေမဲ့ယေရှုရဲ့အသွေးကလုံးဝဆန့်ကျင်ပဲစကားကိုပြောတယ်အဖြစ်သားတွေတဲ့အဖြစ်ခွင့်လက်ချင်းတန်ဆင်ချင်းဘုရားသခင်နဲ့ပြန်လည်တင်မြှင့်ချင်းဆိုတဲ့ဂျေဇုတော်ရဲ့တင်းစကားကိုကျင်ရနေတယ်ဒီအသွေးတော်အဖြစ်ကျွန်တော်တို့ဟာအရင်က မချင်းကဝန်တဲ့ဘုရားသခင်ရှိကိုယုံကြည်ခြင်းနဲ့ရဲရင်စွာချင်းကခွင့်ရသွားတာပါ ဒီလောက်ကြီးမဲ့တဲ့အခွင့်အရေးဒီလောက်တာလွန်တဲ့ပဋိညင်တစ်ကိုရရှိထားတဲ့တက်ကြောင့်နောက်ဆုံးမှာအလွန်အရေးကြီးတဲ့တတိပေးချက်တစ်ခုနဲ့ညီကုန်းချုပ်ထားတယ်။ငွေ25 29မှာမိမေတော်မူတော်သူဤစကားကိုမငင်းမပယ်မြဲကြောင်းတတိပြုကြလော့တဲ့။ဟုတ်ကဲ့အရေးကြီးပါတယ်မြေကြီးပေါ်ကမိုးရှဲစကားကိုငင်းပဲ့တဲ့သူတွေအပြစ်တမ်းမလွတ်ခင်ရင်ကောင်းဝင်ကနေမိမ့်မြတဲ့ယေရှုရဲ့စကားကိုငင်းပဲ့ရင်ပိုးလို့တောင်လွတ်မှာမဟုတ်ဘူးလို့တတိပေးထားတယ် ပြီးတော့ဖျားသခင်ရဲ့အတန်တော်ကအရင်တီနာတောင်မှာမြေကြီးကိုလှုပ်ရှားစေခဲ့ပေမဲ့နောက်တစ်ချိန်မှာမြေကြီးတာမကကောင်းဝင်ကိုပါလှုပ်ရှားစေမယ်လို့ကတိပေးထားတယ်။ဒီလှုပ်ရှားခြင်းကဘာကိုဆိုလိုတာပါလဲ။ဒီလှုပ်ရှားခြင်းကတရားစီရင်ခြင်းနဲ့တန်ဆင်ခြင်းကိုရည်ညွှန်းပါတယ်။အဓိပ္ပာယ်ကတော့ဖန်ဆင်းခံရရရဖြစ်တဲ့လှုပ်ရှားပြောင်းလဲနိုင်တဲ့အရာအလုံးကိုဖျက်ရှားရှင်းလင်းပြီးထာဝရတည်မြဲတဲ့ မလုံမရှက်နိုင်တဲ့အရာတွေကိုသာကြံရစ်ရှိဖို့ဖြစ်တယ်။အဲ့ဒီမလုံမရှက်နိုင်တဲ့ရေးရဆိုတာဖះသခင်ရဲ့နိုင်ငံတော်တွေဖြစ်ပါတယ်။လောကရဲ့စနစ်တွေတံပိုးထားမှုတွေအင်အားကြီးနိုင်ငံတွေအောင်မြင်ကြောက်ကြောက်မှုတွေအလုံးဟာတနေ့နေ့မှာလှုပ်ရှားဖျက်ရှားခြင်းခံရလိမ့်မယ်။ဒါပေမဲ့ဖះသခင်ရဲ့နိုင်ငံတော်နဲ့အဲ့ဒီနိုင်ငံတော်နဲ့သက်ဆိုင်တဲ့အရာတွေကတော့ထာဝရတည်မြဲနေမယ်ဆိုတာကိုအလေးနဲ့ပြဆိုနေတာပါ။ ါကြောင့်ဒီလိုမလုံမရက်နိုင်သောနိုင်ငံတော်ကိုကျေးဇူးတော်အဖြစ်လက်ခံရရှိထားတဲ့ကျွန်ုပ်တို့ဟာဘလို့တုံ့ပြန်တင့်တယ်လဲအခန်းငယ်28 29မှာအဖြေပေးထားတယ်နော်ကျေးဇူးတော်ကိုဆွဲလန်း၍ဖယားသခင်နှစ်သက်တော်မူသည့်အတိုင်းတရုတ်တထေကြောက်ရွံ့သော စိတ်နဲ့ဝှဖြူကိုကိုွယ်ကြကုန်အံ့ဟုတ်ကဲ့အကြောင်းမူကားငါတို့ဖယားမိခင်သည်လောင်တော်မီထစ်တော်မူ၏တဲ့ကျေးဇူးတင်ခြင်းယိုသေးလေးမြတ်ခြင်း ကြောက်ရွံ့ခြင်းဒါအတိနာတောင်ကလို့ထိတ်လန့်တကြားကြောက်ရွံ့တာမျိုးမဟုတ်ပေကိုရောရဲ့ကြီးမြတ်ခြင်းတန်ရှင်းခြင်းကိုတိလို့ရိုသေလေးစားခြင်းမျိုးပေါ့နှင့်ဝိပုခိုတိုက်တွန်းထားတယ်လောင်သောမီးဆိုတဲ့အတုံးလုံးကကိုရောရဲ့တန်ရှင်းခြင်းတရားမျှတခြင်းနဲ့အပြစ်ကိုတိမခံနိုင်တဲ့သဘောကိုအမတ်ရစေတယ်နော်မှန်ဟဲ့ကိုရောရဲ့တန်ရှင်းမှုကိုအလေးထားဖို့တတိပေးတာပါကဲဒီဟေဘရဲအခန်းကြီး7မြစ်တစ်ခုလုံးကိုဖြတ်သန်းခဲ့ပြီးတဲ့နောက် ဒီအချက်တွေအားလုံးကကျွန်ုပ်တို့ရဲ့လက်တွေအသက်တာ fearway အကွက်ပါကိုအဓိက ပြောချင်နေတာလေအနှစ်ချုပ်အနေနဲ့အဓိကမှတ်သားရမယ့်အချက်တွေကဘာတွေဖြစ်မလဲရှင်အဓိကအချက်၃ချက်ကိုကောက်နှုတ်နိုင်မယ်ထင်ပါတယ်ခင်ဗျာတယေရှုကိုသာစစ်စစ်ကြည်ပါပြေးပွဲမှာ အတုယူကြလေရှိပေမယ့်ခွန်အားကောင်းစိတ်တက်ကြလာတဲ့အခါအဆုံးစွန်သောစံနမူနာယုံကြည်ခြင်းကိုစတင်ပြီးစုံလင်စေတဲ့ယေရှုကိုသာအာယုံဆိုင်ခြင်းကခန္ဓာရဲ့အတွက်မရှိမဖြစ်သောချက်ဖြစ်တယ် အေးဟုတ်ကဲ့ယေရှုကိုကြည့်ဖို့နင့်ဆုံးမခြင်းကိုမေတ္တာဖြင့်လက်ခံပါ အခက်ခဲတွေကြုံလာတဲ့အခါဒါဟာဖျားသခင်စွန့်ပစ်လိုက်ကမဟုတ်ပဲချစ်တဲ့သားသမီးတွေကိုပိုတန့်ရှင်းပိုရင့်ကျက်လအောင်ပုံသွင်းပေးနေတဲ့လက်ချင်းမျိုးဖြစ်နိုင်လေဆိုတဲ့ရှုမြင်မှုကိုမွေးမြူပါဒီအမြင်ကဒုက္ခကိုရင်ဆိုင်ပုံကိုပြောင်းလဲစေနိုင်လေဟုတ်ကဲ့ဆုံးမခြင်းကမေတ္တာဖြစ်တယ်တော့ဂျေဆုတော်ဖင်ချင်းကပါ ကျွန်တော်တို့ဟာကြောက်ရွံ့ခြင်းရဲ့တိနာတော်မှာမဟုတ်တော့ပဲယေရှုရဲ့အသွေးတော်အားဖြင့်ဂျေဆုတော်နဲ့လွတ်လပ်စွာချင်းကပ်ခွင့်ရတဲ့ဇီးဝံတော်ရဲ့ကဖွဲ့ဝင်တွေဖြစ်တယ်။ဒီအခွင့်အရေးရဲ့တန်ဖိုးကိုသီးပြီးယုံကြည်ခြင်းနဲ့ရဲရင်စွာဖခင်တခင်ထံချင်းကပ်ပါ။ဂျေဆုတော်နဲ့ချင်းကပ်ခွင့်ဒီအချက်တည်းအပြင် The wise believers ကပြုစုထားတဲ့လက်တွေ့ဆင်ခြင်ဆရာအချက်တချို့လည်းရှိသေးတယ်နော်။ဟုတ်ပါတယ်ရှိပါသေးတယ်။ဥပမာကိုကိုလေးလံစေတဲ့အပြင်းနေစေတဲ့ မလိုအပ်တဲ့ဝင်ထုတ်ဝင်ပိုးတဲ့အကျင့်ဆိုးအသွေးခေါ်မှာမကျေနပ်မှုနဲ့အပြစ်တွေကိုတတိထားဖယ်ရှားပြဖို့လူရိုင်းနဲ့တင်းမြောက်ကိုစ조사ရင်းတန်ရှင်းချင်းကိုအလေးအနက်လိုက်လျှော့ဖို့ယာယီလောကယာရီအထွတ်ထာရနိုင်ငံတော်ရဲ့အငွေကိုပေါပေါဆဆမလုံမိဖို့တတိပြုဖို့နောက်ဆုံးမှာတော့ကျွန်တို့တို့ရားထားတဲ့ဒီမလုံမရနိုင်တဲ့နိုင်ငံတော်အတွက်အမြဲကျေးဇူးတင်နေဖို့စတဲ့အချက်တွေပဲဖြစ်ပါတယ် ဟေဘရဲဩဝါဒစာအခန်းကြီး7ဟာတကယ်ပဲအားအင်ပြေသွားတဲ့အခန်းခန်းပါပဲ။ယုံကြည်ကြီးပြေးပွေးကိုဇွဲနဲ့ပြေးဖို့လမ်းကြီးကအခက်ခဲတွေကိုဖះတကယ်မေတ္တာအဖြစ်ရှုမိဖို့ပြီးတော့ခရစ်တော်အားထီးရရှိတဲ့ပဋိညင်တည်းရဲ့အန်အောပဲကြီးစီတော်ကိုတန်ဖိုးထောက်ဝမ်းမြောက်ဖို့ခွန်အားပေးနေပါတယ်ချင်း။ဟုတ်ကဲ့တကယ်ခွန်အားပါ။နောက်ဆုံးညနေနားထောင်တူတဲ့အတဲ့ဆက်လက်စဉ်းစားစရာအတွေ့တစ်ခုထားခဲ့ခြင်းပါတယ်။ကျွန်တော်တို့ကဒီလိုမလို့မချက်နိုင်သောနိုင်တဲ့တော်ကိုကျေးဇူးတော်အားဖြင့်အမွေရသူတွေ ချင်းကပ်ခွင့်ရသူတွေဖြစ်တယ်ဆိုတာကို တကယ်ယုံကြည်လက်ခံတယ်ဆိုရင်ပေါ့လေဒီအတိတ်တရားကကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာပြေးပွဲကိုဘလို့ပုံသွင်းပြောင်းလဲစေတင့်ပါတယ်လဲအခက်ခဲတွေကိုတီးခံယုံတတ်တတ်ပြင်းနေတာလားဒါမဟုတ်ဒီနိုင်ငံတော်ရဲ့နိုင်ငံသားတွေနေနဲ့တရားမျှတာချင်းငြိမ်သက်ချင်းတန့်ရှင်းချင်းဆိုတဲ့နိုင်ငံတော်ရဲ့တန်ဖိုးတွေကိုဒီလောကမှာတတ်တတ်ကြကြလက်တွေ့ရှင်းတန်းနေထိုင်ရာအပြင်အဲ့ဒီနိုင်ငံတော်ကိုထင်ရှားစေဖို့စူးစမ်းနေတာလားอืม စဉ်းစားဆရာမေကွန်ကောင်းပါပဲဒီမေကွန်ကကျွန်တို့ရဲ့ပြည်ပွဲကိုဘယ်လိုပြင်းမလဲဆိုတာကိုအများကြီးလမ်းညွှန်ပေးနိုင်ပါတယ်ခင်ဗျာ The wise believers မှာပြစုထားတဲ့အချက်လက်တွေကိုအခြေခံပြီး Hebrew အခန်းကြီး7ကိုအတူတကွဆွေးနွေးလေ့လာခဲ့ကြတာပြပါတယ်။ပါဝင်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ဒီဆွေးနွေးမှုကနေခွန်အားတစ်တွေအတွေးတစ်တီရရှိသွားမယ်လို့မျှော်လင့်ပါတယ်။